ိုတော့လက်ရှိကျွန်တော်ပြင်ကိုကောင်းဆောင်လာကျွန်တော်ချလာတဲ့မူတိုင်းပေါ့နော်ဘယ်အစိုးရဖြစ်တိုင်းပြည်အာဏာကိုထိန်းချုပ်တဲ့အစိုးရနဲ့ကျွန်တော်လက်သွဲပူးပေါင်းတယ်အဲ့မူရှိနေတွေ့အဲ့ဒီအစိုးရကကျွန်တော်တို့နဲ့လူမျိုးကျွန်တော်ဒေသကျွန်တော်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းအားလုံးဥစ္စာပေါ့နော်ပြဿနာမှာရှိဘူးဥစ္စာပူးပေါင်းဆောင်ရွက်တယ်လက်တွေ့မှာလည်းဥစ္စာကူညီနေတယ်ဆိုတော့ဒါတော့ကျွန်တော်လက်သွဲမှာပေါ့ ဒီမကြခင်မှာပေါ့နော်ဒီဇင်ဘာလကုန်ပိုင်းမှာဒီအာဏာသိမ်းစစ်တပ်ကကနေမှာရွေးကောက်ပွဲကျင်းပမယ်လို့လည်းကြေညာထားပြီးပါတီအနေနဲ့လည်းဒီရွေးကောက်ပွဲမှာဝင်ပြိုင်မှုအတွက်ကိုယ်စားလှယ်တွေလည်းရွေးချယ်ထားပြီးလို့ကျွန်တော်တို့သိရတဲ့ဟုတ်ကဲ့ရွေးကောက်ပွဲကိုစစ်တပ်ကဒီတစ်ခေါက်ကျင်းပတဲ့ရွေးကောက်ပွဲကအရင်ရွေးကောက်ပွဲနဲ့မတူတဲ့ အခင်းကျင်းမျိုးတွေထွက်လာတော့เนาะဟိုရွေးကောက်ပွဲစနစ်မှာလည်းဒီလိုမျိုးဟို အချိုးကျကိုစားပြုစနစ်ဆိုတော့ PR စနစ်တွေလည်းကျင့်သုံးလာတဲ့မဲဆန္ဒနယ်ပယ်တွေလည်းရှိတယ်ပြီးတော့အခုရွေးကောက်ပွဲကျင်းပမဲ့အချိန်မှာရှိတဲ့နိုင်ငံရေးအခြေအနေအခင်းအကျင်းတွေအဲ့ဒါတွေကအရင်2020ရွေးကောက်ပွဲတုန်းကရှိခဲ့တဲ့အခင်းကျင်းတွေအခြေအနေနဲ့လည်း အများကြီး꽌ပြားသွားပေါ့နော်အဲ့တော့မကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ PNO ပါတီအနေနဲ့စိုးရိမ်ပြီးတာစိန်ခေါ်မှုလို့ရှိတယ်လို့ခံစားရတာရှိမယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဘာများပြောလို့ရမလဲခင်ဗျာ။ကျွန်တော်တို့အနေနဲ့ကတော့ဥစားပေါ်တော့တနင်္ဂနွေလုံးအနေပါတီမဝင်တင်တယ်ဆိုတော့တနင်္ဂနွေလုံးအနေနဲ့ကျွန်တော်တို့မတင်ခဲ့ဘူးပေါ့ပြည်내ကိုအခြေခံတာပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့အနေထားလဲတနင်္ဂနွေလုံးအနေထားလဲကျွန်တော်ဝင်ပြိုင်ဖို့အခြေအနေမပေးဘူးပေါ့နော်။ အာပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနေမှာတော့ဆိုကျွန်တော်တို့တနင်္ဂနွေလုံးနဲ့ကျွန်တော်တို့ရှင်ပြိုင်လို့ရတယ်မုံကရင်ပဲခူးစားတိဘိုးတိုင်းတက်ရှင်းနေကျွန်တော်တို့ပါခဲ့တယ်ပေါ့ဒါပေမဲ့ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ဥပဒေရဲ့အရကျွန်တော်တို့အာလက်ရှိနေထားတနင်္ဂနွေလုံးနေထားလုံးလုံးတော့မရတော့ပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့အားလုံးဘိုးသမျိုးသားလုံးနဲ့ပါဝင်ဖို့ဆိုတဲ့အချိန်မှာကျွန်တော်အဲ့ဒါတော့ကျွန်တော်အခက်အခဲရှိတယ်နောက်ကျွန်တော်တို့ရှမ်းပြည်ပေါ်အခြေခံပြီးတော့ပဲကျွန်တော်တို့ဥစားပေါ့နော်ပါဝင်ရှင်ပြိုင်ဖို့လုပ်ခဲ့ရတယ်ပေါ့ ါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီကရင်နဲ့မြို့မှာရှိတဲ့ဒီခေါင်းဆောင်နဲ့ပြန်ကြည့်နိုင်တဲ့ဆရာလောလောဆယ်တော့ဒီကရင်ပြည်နယ်မှာလည်းအာပါတီတစ်ခုပိုးပါတီတစ်ခုနဲ့ဝင်မယ်နောက်မြို့မှာလည်းပိုးပါတီတစ်ခုနဲ့ဝင်မှာပေါ့နော်ဘကိုးတိုင်းမှာကျွန်တော်ကျွန်တော်အခြေအနေနေမြေနေထားရပေါ့နော်အာပါတီမောင်းသိမမသိဘူးပေါ့နော်ဒါကလည်းရှိကျွန်တော်ဒီဟောစာပေါ့နော်အခြေအနေနောက်တစ်ခုကအာကျွန်တော်တို့ရဲ့အနေထားကတော့ဒီတိုင်းသားတစ်မျိုးနဲ့တစ်မျိုးတော့မတူကြပေါ့နော်ကျွန်တော်နေထားတာပိုးရဲ့အခြေအနေကကျွန်တော်က ဘာပဲထားတော့ဘယ်မူတစ်ခုပေါ့နော်နေကျွန်တော်တွေအားလုံးကိုတိုင်းသားအားလုံးကိုကျွန်တော်ဥစားချစ်ခင်ရင်းနှီးစွာနဲ့အားလုံးမိတ်ဆွေလူတို့သဘောထားတယ်နောက်တိုင်းတိုင်းကြီးကိုဘယ်အဖွဲ့အစည်းမဆိုအားလုံးကြီးကိုလည်းကျွန်တော်ထားတဲ့မူရှိတယ်ပေါ့နောက်တစ်ခုဒီအစိုးရနဲ့ပတ်သက်တာကတော့ကျွန်တော်တို့ဒီဘယ်အစိုးရဖြစ်ဖြစ်တရားဝင်အာဏာရယူထားတဲ့အစိုးရကိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်တယ်ပေါ့အဲ့လက်မူကိုခြားထားတဲ့တော့ကြောင့်ပေါ့ဒါကြောင့်လက်ရှိအနေထားရလဲကျွန်တော်ဒီအာ အစိုးရအနေနဲ့ဒီတပ်မတော်အစိုးရအနေနဲ့ဥစားလှုပ်ဆောင်တဲ့ရုပ်ကပွဲလေကျွန်တော်ပါဝင်ခဲ့တာပေါ့နော်အဓိကတော့ကျွန်တော်နေမီနေထားကျွန်တော်လူထုအားလုံးဒီငင်အေးချမ်းဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဥပဒေပေါင်းထဲမှာရတဲ့လောက်ဥစားကျွန်တော်ဒီအမျိုးသားရေးအတွက်နေမီဖုံးရွေးအတွက်ပူပေါင်းဆောင်ရဖို့ပေါ့နော်လက်ရှိကျွန်တော်နေထားပေါ့နောက်တစ်ခုကစနစ်ကတော့ဒီရုပ်ကပွဲစနစ်ကတော့အရင်တော့ကတော့ဒီ SCPD နဲ့ပဲတွားတာပေါ့နော်ပြအစင်ပြေအသားကျတာပေါ့နော်ဒါပေမဲ့ဒီလိုရုပ်ကပွဲအခုက MMP စနစ်နဲ့ပြန်တွားတဲ့ခါကျတော့ ်ဟောသားပေါ့ဥမာရှမ်းပြည်နယ်မှာဆိုရင်ဒီအမျိုးသားလို့တော်ပေါ့နော်အမျိုးသားလို့ဆိုတော့ဒါဒီ FTP တရား6နေရာဝင်နေတော့ဂျန်နဲ့ PR 6နေရာပေါ့ဒါပေမဲ့ဒီအယောနောစနစ်ပေါ့ AMP ဒီ PR စနစ်သွားတဲ့ခါကျတော့ဒီဥမာ FTP ရဲ့မဲဆန္ဒနယ်တနယ်ကပါကိုပိုင်းချိုးဒေတာက9 9နယ်ပေါ့နော်ဂျန်နဲ့တနယ်ကတော့ဒီအာ FTP ကဒီမြို့နယ်နေအများများွားတယ်ဟုတ်သားမြို့နယ်50ကျော်တော့ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာတော့အခက်ခဲတော့ရှိတယ်နောက်တစ်ခုကအ အပီအရမှာမက်သနနယ်က6နယ်ရှိတယ်မှာဟိုဆန်းတောင်ကနယ်ရှိတယ်ရှမ်းမြောင်နယ်ရှိတယ်ရှမ်းရှိနယ်ရှိပေါ့ဟိုဆမ်းမြောင်နဲ့ရှမ်းရှိမှာကျွန်တော်တို့ကခက်ခဲရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒေတာခံတယ်ကျွန်တော်ရုံးနေဖွင့်နေခဲ့တာမရှိဘူးအာကျွန်တော်တို့ကအဲစီယုံသားနဲ့ပါတီရင်အားလည်းမရှိခဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စူးစမ်းပြီးလှုပ်ဆောင်ခဲ့တာတော့ဥစားရှင်ပြိုင်တဲ့အနေထားမှာရှိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကဖြီလျှော့တဲ့ခါကျတော့တခါလေကျွန်တော်တို့နည်းနည်းခံစားတမျိုးတော့ခံစားရတော့ပေါ့နော်အခုလည်းရုပ်ပွဲနေဥစားပေါ့ ကျွန်တော်ကဥစားပါပါဝင်နေအောင်ကျွန်တော်စူးစမ်းခဲ့တယ်နောက်ပိုင်းကဖြေချုံပြန်လုပ်တဲ့ခါအရင်ကစူးစမ်းတဲ့လူတွေကတော့သိရဥစားပါအဲတမျိုးတော့ဖြစ်တယ်ပေါ့နော်ဒါတော့ဒီနေ့မှာကျွန်တော်ကြားတဲ့မေးခွန်းလေးတစ်ခုတော့ဖြတ်မေးပြရစေခင်ဗျာဟိုပီတူလူတို့ကိုသိအောင်ပြန်ပြောပြဘေးစေချင်တာပါ PNO ရဲ့နိုင်ငံရေးဥတီချက်ကဘာလဲဆိုတာကိုအချင်းချင်းလေးပြောပြပေးပါခင်ဗျာကျွန်တော်တို့ဒီတော့ဟိုဘိုးမျိုးသားဒီတော်လာရေးနေစကြတဲ့ခေါင်းဆောင်ချတဲ့မှုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ပိုးလူမျိုးရဲ့ဟောတာပေါ့နော် ရပိုင်ခွင့်လုတ်ပိုင်ခွင့်ကိုပိုးလိုမျိုးတွေလက်ထက်မှာရှိဖို့တော့เนาะဒါဒါတော့ဒါတဲ့နိုင်ငံရေးမူလညီမချက်ငကိုတဲ့အဲ့ဒါသွားသွားဆိုဒီနေ့စီအဲ့ဒါသွားတော့ဒါပေမဲ့အဲ့လိုသွားတဲ့ခါမှာကျွန်တော်တို့ခစ်အချိန်ချင်းတွေကပုံပြီးတော့အပြောင်းလဲတော့ရှိတယ်ပေါ့နော်အပြောင်းလဲရှိတယ်ဆိုတော့ဥမာကျွန်တော်တို့ဥမာဒီနေ့ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ဒီတချင်တော့တော်လန်ခဲ့တယ်အာနောက်ငင်းချမ်းရေးယူတယ်ဒါပေမဲ့ဒီနောက်ပိုင်းတော့ကျွန်တော်တို့ဒီနိုင်ငံရေးအချိန်တွေပြောင်းလဲတဲ့ခါဒီတတ်နိုင်သမျှကျွန်တော်တို့ဒီလက်နဲ့ကင်ပြီးတော့မှအဖြေချင်းတဲ့နေ့ကိုမရွေးဘဲနဲ့ကျွန်တော်တို့ဒီ ဥပဒေပေါင်းထဲမှာရသမျှပေါ့နော်ဒါကျွန်တော်တို့စူးစမ်းခဲ့တယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီတစ်ချိန်လုံးကပေါ့နော်ဒီ49အာထောင်ကွက်၄၈ဟောတာပေါ့ဒီပုံချိခံဥပဒေမှာကျွန်တော်တို့ခေါင်းဆောင်တွေမပါပိုးလူမျိုးတွေမပါခဲ့ကျွန်တော်တို့ပိုးလူမျိုးတွေပတ်သက်တဲ့ခွင့်ရေးမရခဲ့ဘူး94ရုပ်ရောဟောတာပေါ့နော်အာဥပဒေရေးဆွဲတဲ့ခါမှလည်းကျွန်တော်တို့ခေါင်းဆောင်တွေမပါခဲ့ဟိုတော်ထဲမှာရှိတယ်ပေါ့နော်မပါခဲ့တဲ့ဒီကျွန်တော်အမျိုးသားရေးနဲ့ပတ်သက်ဒီဥပဒေပေါ်တော့ပြောတဲ့လူပုံကိုယ်နေမရှိခဲ့ဘူး ဲ့ကျွန်တော်ပို့လို့မျိုးနဲ့ပတ်သက်တာဘာမှမရှိအထောက်ထားဟောတာပေါ့လေအခွင့်အရေးတွေဘာမှမရခဲ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့63ဟောတာပေါ့ကျွန်တော်ငင်းအဖွဲ့အစည်းနဲ့ငင်းချမ်းရေးယူပြီးတော့မှ2008ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ခါမှာကျွန်တော်ပို့ကွန်ဆလင်နေပါလာတဲ့ခါမှာကျွန်တော်လူမျိုးရတင်ရထိုက်တဲ့ဥပဒေပေါင်းထဲမှာပေါ့နော်ဆိုတော့လောလောဆယ်တော့ဒီပို့ကပိုင်အွန်ချုံခွဲရဒေတာဆိုဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာရခဲ့တယ်ပေါ့ဒါဥပဒေပေါင်းကျွန်တော်စူးစမ်းရခဲ့တယ်ပေါ့နော်ဒါအဲ့ဒီကိုအခြေခံပြီးတော့မှ လက်ရှိအနေထားလဲခုနကျွန်တော်ပြောသလိုဒီပိုးလူမျိုးနယ်ရဲ့အာရပိုင်ခွင်လုတ်ပိုင်ခွင်နဲ့လည်းဒီဥပဒေပေါ်တိုင်းဒီလိုဒီထက်တိုးတိုးတိုးရရှိအောင်မော်တာလားကျွန်တော်တခြားတိုင်းတိုင်းတန်းတူပေါ့အာသူများရသည်နည်းဆိုကျွန်တော်ရအောင်လာတော့စူးစမ်းသွားမှာပေါ့နော်ဒါလည်းရှိကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဂျီမန်းချက်ပါလားဟုတ် PNO ရဲ့ခုနှစ်ကြိမ်မြောက်ညီလာခံကိုပြီးခဲ့တဲ့ရပိုင်ကပဲကျင်းပခဲ့တော့ကျွန်တော်တွေ့ရတယ်အဲ့ဒီမှာဒီ ပါတီပီယန်နိုအနေနဲ့ရှေ့ဆက်သွားမဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့အချက်၉ချက်ကိုချမှတ်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရတယ်။အဲ့ဒီ၉ချက်မှာနောက်ဆုံးနှစ်ချက်မှာပါထူးဒေတာ၆ဆိုတာကိုအသုံးပြုထားတယ်ပေါ့နော်။အဲ့ဒီဒေတာအတွင်းမှာနေထိုင်တဲ့ဒီပအိုးလူမျိုးတွေနေထိုင်ရာဒေတာကိုပေါ်လွင်ထင်ရှားဖို့ချိုးပန်းသွားမယ်ဆိုတဲ့ဒီစကားလုံးကဘာလို့ဆိုလိုတာလဲခင်ဗျ။ အဲ့ဒါလေးရှင်းပြပေးပါခင်ဗျာအာအဓိကနိုင်ငံရေးနဲ့ပတ်သက်တာကတော့ဒီခုနပြောတဲ့အခါပါဒီညီလာခံနဲ့ရှေ့လုံငန်းစင်ထဲမှာပေါ့နော်ဒါပါလာတယ်ကျွန်တော်ဒီလောလောဆယ်ကျွန်တော်ဒီ60ငင်းချမ်းကြီးဟောတာပေါ့နော်အာငင်းချမ်းကြီးယူယူလိုက်တဲ့ခါကျတော့ကျွန်ဒီအထူးဒေတာ6ဆိုနိုင်ငံတော်နဲ့တရားဝင်နေမြေတက်မှတ်ပေးတာရှိတယ်ပေါ့နော်ဒီအထူးဒေတာ6ဆိုတာကဒီပိုးကပိုင်ကိုချွတ်ခွဲရတဲ့ဒေတာမဟုတ်ဘူးပိုးကပိုင်ကိုချွတ်ပြင်ပထမပါပါလေဥမာလွယ်တင်ခရိုင်တောင်ကြီးခိုင်မော်ဒါနေပါနေမြေရဲ့ပိုးကျဲတယ်ပေါ့နော်ဒါလက်ရှိတာကဒီပိုးမျိုးသား အဲတက်မတော်တစ်ဖက်ပေါ့နော်ကျွန်တော်အတင်ပြောပြီးသူစစ်ပြောင်းလဲဒီအဖွဲ့သီးကဒီနေမြင်နေအားလုံးကျွန်တော်တို့ဒီဟိုထပ်ပေါ့အာလှုပ်ရှား area ဖြစ်တယ်နော်အုတ်ချိုး area ရှိတယ်ပေါ့နော်ဆိုတော့ဒီလုံလုံဆရာကျွန်တော်တို့ဒီထုတ်ပြန်ချင်းချိန်ကချက်မှာဒီအထူးဒေသ6ကိုတင်ဟိုထပ်ပေါ့ပူပြီးဥစားတည်တည်ငြိမ်ငြိမ်နဲ့ကျွန်တော်တို့ဒီထင်ထင်ရှားရှားနဲ့လူတိုင်းသိအောင်ပေါ့နော်လူထုနဲ့လက်ခံအောင်ဒီတက်ဆိုင်ရာတိုင်းသားချင်းချင်းလဲဒီလက်ခံအောင်ဒါကျွန်တော်တို့စူးစမ်းဖော်ဆောင်သွားမယ်နောက်တစ်ခုလဲဟိုအဲ့ဒီအဲ့တဲ့သင်းပေါ့နော် ကျွန်တော်ဒီခုနပြောတဲ့ဒီပိုးလူမျိုးနေရဲ့ဒီရပ်ပိုင်ခွင်းလုတ်ပိုင်ခွင်းလဲကျွန်တော်တိုးပြီးရအောင်တော့ဒါကျွန်တော်調査သွားမှာပေါ့နော်ဟုတ်နောက်အဲနောက်တစ်ခုကတော့ဒီလို調査တဲ့ခါမှာလဲကျွန်တော်နေခေါင်းဆောင်နေပါချမှတ်ထားလဲဆိုတော့ဒီဩသာပေါ့ဥပမာချမ်းပြည်မှာနေဆိုတော့ကျွန်တော်နေအတူနေတဲ့ဒီကျွန်တော်ဒီရချိလာတဲ့ခါမှာလဲဒါအားလုံးနိုင်ငံတော်ဖက်ကနေတော်လကောင်းပေါ့နော်ချမ်းတိုင်းရင်းသားတော်တော်လကောင်းကျွန်တော်အတူနေတဲ့ဒီအင်းတို့ဒနူးတို့ဒီဩသာပေါ့နော် တောင်ရိုးတို့စသဖြင့်ပေါ့နော်ကျွန်တော်အထူးတွေတိုင်းသားအားလုံးသဘောတူတဲ့အနေထားမျိုးမှာမှကျွန်တော်ရယူမှာပေါ့နော်ဒါအားလုံးကြီးတိုင်းမျိုးမှာဒါကျွန်တော်ရယူမယ်ဒါတစ်ဖက်ဒီလိုပေါ့ဒီလက်နဲ့ဆွဲကင်ပြီးတော့မှတော်လိုင်းလေးလုပ်ပြီးတော့မှဒီအချင်းချင်းတိုက်ခိုက်ပြီးတော့ရယူတဲ့နီးမျိုးတော့ဒါခေါင်းဆောင်တော့လောလောဆယ်တော့အဲ့ဒါတော့ဟိုစားမချမှတ်ဘူးပေါ့နော်အဓိကငိန်ချမ်းတဲ့နီးနဲ့ဥပဒေပေါ်နဲ့ရသတိဖြင့်တွားတဲ့နေလမ်းကိုရွေးချယ်တာပေါ့နော် federal democracy ပြည်တော်စုဆိုတာနဲ့ပတ်သက်ပြီးတော့ PNO ကဘယ်လိုသဘောထားရှိလဲဗျ ကျွန်တော်တို့လောလောဆယ်ကတော့ဥသာပေါ့ဒီတဏ္ဍာလုံးအခင်းချင်းသွားတဲ့ခါကျတော့ဒါအားလုံးလက်ခံတယ်ပေါ့နော်ဒါဒါလည်းလက်ရှိအနေထားလဲကျွန်တော်တိုင်းပြန်လဲဒီစနစ်နဲ့သွားတာပို့ပြီးအဆင်ပြေမယ်လို့လဲကျွန်တော်တို့လက်ခံထားတယ်ပေါ့နော်လက်ရှိဒီပမာပြမှာဖြစ်တဲ့ဒီအာနိုင်ငံရေးအခြေအနေတိုင်းရင်းသားနေချေဒါဒါနဲ့သွားမှလဲအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုသွားတဲ့ခါမှာကျွန်တော်တို့ကအများကြီးညှိနှိုင်းဆောင်ရွက်ရမယ်လို့တော့ကျွန်တော်တို့မြင်တယ်ဥပမာကျဖက်ဒရယ်သွားတဲ့ခါဖက်ဒရယ်ရဲ့သဘောတရားကတော့ ီတောင်စုဆိုးရရှိတယ်ပြည်နယ်ဆိုးရရှိတယ်ဒေသနာဆိုးရရှိတယ်စသဖြင့်ပေါ့နော်ဒီလိုဒီအာဏာကိုခွဲဝေတယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်ဒီကျွန်တော်ဖရန်ပြည်တော်စုသွားတဲ့ခါကျွန်တော်မှမှာပြီကလက်ရှိရှိနေတဲ့ဒီဟောစာပေါ့နော်ဒီပြည်တော်စုဆိုးရလက်ရှိရှိတဲ့ပြည်နယ်နဲ့ပဲသွားမယ်ဆိုတော့ဒါအဆင်မပြေတော့ဒါကဥမာကျွန်တော်တခြားတိုင်းသားဖြစ်တဲ့ဥမာဆိုပါတော့ကျွန်တော်ပိုးလူမျိုးလူမျိုးတိုင်းသားလူမျိုးဝါလူမျိုးတိုင်းသားလူမျိုးနာကလူမျိုးစသဖြင့်ပေါ့နော်တအားလူမျိုးဆိုတာသူတို့အတွက်လည်းထဲသွဲဖို့တော့လိုတယ်နော် ဖဲဒီလိုသူတို့ဒီဂျန်နဲ့တိုင်းတိုင်းနဲ့ပတ်သက်တယ်ခုနပြောတဲ့ဒီဖရယ်သွားတယ်ဘယ်လိုစဉ်းစားထက်သွင်းစဉ်းစားမှာလဲဒါလည်းထက်စဉ်းစားရမှာပေါ့နော်ဒါအဲ့လိုစဉ်းစားပြီးမှလည်းကျွန်တော်ရေရှည်ဒီဘီတောင်စုဖရယ်သွားတဲ့ခါအဆင်ပြေနိုင်မှာပေါ့နော်လက်ရှိသွားတဲ့ပြည်နယ်ဘိုဆိုရလက်ရှိပြည်နယ်နဲ့တိုင်းစလေးခုပဲအခြေခံပြီးသွားမယ်ဆိုတော့ဒါကျွန်တော်ကရေရှည်သွားမှလည်းကျွန်တော်နေဥစားစနစ်လဲကျွန်တော်ယုံကြည်တာတော့ဒါပြဿနာတော့ရှိအောင်မယ်လို့ယုံကြည်တယ်ဘာအဲ့ဒီစနစ်နဲ့ဆက်သွားမယ်အလုံးကြီးတိုင်းမလုပ်ဘူးစင်တော့ဒါတော့ဥစားပေါ့ တခြားကြံတဲ့အင်အားနေအဲရှိနေတဲ့ဒီတခြားတိုင်းတဲ့ပေါ်လည်းထက်စင်းစားဖို့တော့လိုပေါ့ဒါဆိုလို့ရှိရင်ပအိုးကရောပအိုးပြည်နယ်ရဲ့လို့ unit တစ်ခုရဖို့ကြီးမန်းထားတာမျိုးရှိလားခင်ဗျအဲကျွန်တော်တို့တော့အဲ့ဒါတော့ကျွန်တော်တို့အဖွဲ့အစည်းနဲ့ဒါမပြောချင်ဘူးနော်ခုနပြောတာဒါဆရာတို့ဒါလူတိုင်းအသေးပဲဖွင့်တယ်ကိုတိုင်းသားလူမျိုးတမျိုးပိုးလူမျိုးနဲ့ပတ်သက်တဲ့ညပိုင်ခွင့်လုတ်ပိုင်ခွင့်ကပိုးလူမျိုးရဲ့လက်ထက်မှာရှိမယ်တော့ဆိုအဲ့ဒီပုံမှာအသေးပဲဖွင့်တော့ အများဖွင့်လို့ရတယ်ပေါ့အဲ့ပုံမှာပဲခြေခံပြီးအဆရာတို့ဆုံးဖြတ်ဆုံးဖြတ်ပေါ့ဒါတော့ဒါတော့ကျွန်တော်တို့မပြောပါဘောနော်အဲ့ဒါတော့ဒါမဲ့အခင်အကျင်းပေါ့နော်ဒီတကယ်လို့ဒီဇင်ဘာ20ဒီ26မှာရွေးကောက်ပွဲလုပ်ဖြစ်သွားလို့တက်လာမဲ့အခင်အကျင်းတက်လာမဲ့အစိုးရတက်လာမဲ့ဖြစ်လာမဲ့လွှတ်တော်တွေမှာရှိတဲ့နိုင်ငံရေးအခင်အကျင်းပုံစံကအရင်လွှတ်တော်တွေနဲ့ဆက်လို့ရှိရ တိုင်းရင်းသားတွေအတွက်ပို့ပြီးကြက်တဲဝါနိုင်တယ်လို့ထင်လားပို့ပြီးတော့လောက်ရကံရလွယ်ကူလာမယ်လို့ထင်လားဒီပြောမယ်ဆိုဒီရွေးကောက်ပွဲနဲ့ပတ်သက်တာကျွန်တော်တို့ပထမကတော့စဉ်းစားတာပေါ့နော်ဒီအာပီအာနဲ့ပြန်သွားမယ်ဆိုတာဩစားပေါ့နော်1 and 1တာတယ်ဘာလို့တချို့တိုင်းသားတယ်ဥပမာကျွန်တော်ပိုးနေပိုးလူမျိုးနဲ့ပတ်သက်တယ်ကျွန်တော်ပါတီနဲ့ပတ်သက်တော့ပြဿနာမှရှိဘူး PR နဲ့ဘဲသွားသွား SCPD နဲ့ဘဲသွားသွားကျွန်တော်က ကျွန်တော်လူထုနဲ့ကျွန်တော်နေရာဒေသတော့ကျွန်တော်တို့ကယုံယုံကြည်ကြည်နဲ့ကျွန်တော်သွားလို့ရတယ်ပြဿနာမရှိပါတော့အားလုံးကအဆင်ပြေတယ်မျိုးပေါ့နော်ဒါပေမဲ့ဒီတိုင်းသားတွေတက်ခြုံပြီးကြည့်မယ်ဆိုတော့ပထမတော့ဒီကျွန်တော်တို့ဒီ PR နဲ့သွားမယ်တိုင်းသားတွေအတွက်ပိုရွက်ပွဲအဲ့လိုလုပ်မယ်ပိုပြီးအဆင်ပြေမလားတော့တကယ်အားလုံးလည်းအဲ့လိုလိုလားခဲ့တယ်မို့တကယ်လက်တွေ့ဒီဥပဒေတွေထွက်လာတဲ့ခါကျတော့ဒီတကယ်ကထင်တယ်လို့မဟုတ်ဘူး အပေါ်ရမ်းနေကြည့်ရင်အများကြီးအခွင့်အရေးနေရတော့မယ်လက်တွေ့အမြင်ပြမှာတကယ်ရွက်ကောက်ပွဲမြေကိုစရယ်လောက်နေတင်တွင်းကဆပါတယ်တိုင်းသားနေအများကြီးအခက်အခဲရှိသွားတယ်ပေါ့နော်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကဒီတိုင်းသားနေလိုလားနေနေအရာဆိုတာကလာမယ့်လွတ်တော်မှာလဲဟိုသာကျွန်တော်လောလောဆယ်ကကျွန်တော်ကခမ်းမရအရာခက်တယ်တက်ဆိုင်ရနိုင်ငံရေးပါတီကိုကိုယုံကြည်အားလုံးကိုရမယ်လို့ယုံနေကြတာပေါ့နော်လူထုတော့ခံမှာဒါပေမဲ့လူထုကဘလို့ရွေးမယ်ကျွန်တော်မသိသေးဘူးဆိုတော့လူထုရွေးလာတဲ့ခါကျတော့ဟိုသာမှာအဲ့ဒီအဆိုးရလဲဟိုသာပေါ့ဖြစ်လာမယ့်ခေါင်းဆောင်တွေကသူ့ တိုင်းပြည်နဲ့ဒီတိဆောက်ဖို့အတွက်ဒီတိုင်းသားရေးကိစ္စဖို့အတွက်သူကောင်းတယ်မှာဟောတာပေါ့ဘယ်လောက်ရှိလဲဘယ်လောက်လုတ်ပေးချင်လဲအဲသူဆန္ဒပေါ့အရေးကြီးတယ်ပေါ့နော်သူကဒီအဲ့ဒီဟောတာပါအာအနာရလာပြီးတဲ့ခါကျမှလုတ်ချင်တယ်သူပါတီအရေးထားပြီးတော့မှဟောတာပေါ့နောက်တက်တန်းလာမှာဥဆောင်ပြီးသွားမယ်ဆိုတော့ဒီခုနပြောတဲ့တိုင်းသားကိစ္စနေဒီဟောတာပေါ့နော်အာငင်းချိုင်းကိစ္စနေအလေးမထားဘဲနဲ့ဟောတာပေါ့နော်ဆက်သွားမယ်ဆိုတော့ဒါတမျိုးပေါ့ကျွန်တော်တို့ကဟောတာအခက်အခဲရှိနေတယ်ပေါ့နော် ဆိုတော့ကျွန်တော်ချုပ်ပြီးပြောမယ်ဆိုတော့အဓိကတော့လာမဲ့ရွေးကောက်ပွဲပြီးလာတဲ့ခါဖွဲ့ဖွဲ့လာမဲ့အစိုးရဖွဲ့လာမဲ့လွတ်တော်ဥက္ကဋ္ဌပေါ့နော်သူတို့ပေါ်မူတည်တယ်သူတို့ကဒီတိုင်းပြည်အတွက်စေတနာရှိတယ်တိုင်းပြည်အတွက်တကယ်စဉ်းစားတယ်ဆိုရင်တော့အာဟောသဘောဒါကျွန်တော်တိုင်းပြည်အတွက်ကောင်းသွားတယ်သူတို့ကိုယ်တိုင်ကတော့ဘောသားပေါ့တိုင်းပြည်အတွက်မစဉ်းစားဘူးသူတို့ရဲ့ဒီအာနာအာဆက်လက်တည်မြဲဖို့အတွက်နောက်ရွေးကောက်ပွဲလက်ရရှိဖို့အတွက်နောက်ဆုံးဒီအာနာရှိနေတော့မှလည်းဥစ္စာဘူဥစ္စာပေါ့ ကိုလုံလုံပိုင်ခွင့်ရှိတဲ့အချိန်မှာကိုလုံကိုလုံချင်တာပဲလုံမယ်ဆိုတော့ဒါနဲ့တိုင်းပြည်ကြီးအနာဂတ်အတွက်တကယ်မစင်စားဘူးဆိုင်တော့ဒါကျွန်တော်ကလာမယ့်အဆွေအားလက်ထက်မှာလည်းကျွန်တော်အလံဝေးနေအောင်မှာပေါ့နော်ဒီ2020ရွေးကောက်ပွဲပေါ့နော်ဒါမှမဟုတ် PNO အနေနဲ့ကတော့ဒီပအုပ်ကွန်ရိုင်းအုပ်ချုပ်ခွင့်ရဒေတာတွေမှာပါတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲတိုင်းမှာတော့ ဟိုဖိဖိဇီဇီနဲ့ဒီမှာနေတဲ့လူအဲ့ဒီဒေတာထဲမှာနေတဲ့လူလူကိုအကောင်းဆုံးမဲဆွဲစီယုံနိုင်ခဲ့တော့တွေ့ရပါတော့2020ရွေးကောက်ပွဲမှာလည်းဒီမြို့နယ်၃ခုလုံးမှာပီယန်နိုပါတီကအပြည့်အဝတွေလွတ်လွတ်ကျွတ်ကျွတ်တွေအနိုင်ရခဲ့တယ်ပေါ့နော်ဒါပေမဲ့2021အာနာတင်လိုက်တဲ့ချိန်မှာအဲ့ဒီရွေးကောက်ပွဲရလကပြတ်သွားတဲ့အပေါ်မှာပီယန်နိုအနေနဲ့ဘလို့သဘောထားတွေရှိခဲ့ဘူးလဲကျွန်တော်တို့အဲ့ဒီအချိန်ခါတော့ကတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကတော့ ခုနစောစောကကျွန်တော်တို့ပြောတဲ့ပြင်ဝင်ရဲ့မူပေါ့နော်ဘယ်အစိုးရတက်တက်အဲ့ဒီဆိုရတဲ့ကျွန်တော်လက်သွဲမှာပေါ့နော်ဆိုတော့မူရှိတဲ့အတွက်ကြောင့်ဒီပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာဒီအနိုင်ရတဲ့ဒီအစိုးရပေါ့နော်အစိုးရခေါင်းဆောင်တွေနဲ့ကျွန်တော်တို့ခေါင်းဆောင်တွေဆွေးနွေးတဲ့ညီနိုင်ဆိုင်လာမဲ့အစိုးရမှာဟုတ်ပါပေါ့နော်အာဘလို့ဖူပေါင်းသွားကြမယ်ဆိုတာတောင်ကြီးမှလည်းကျွန်တော်ဆွေးနွေးခဲ့တယ်ပေါ့နော်သဘောတူခဲ့တဲ့အရာနေရှိတယ်ပေါ့နော်ညီနိုင်ပြီးတော့မှဒါပေမဲ့အကြောင်းမျိုးကြောင့်ဒီတက်ကအာနာထိန်းလိုက်တဲ့ခါကျတော့ဒါနဲ့ပြက်ပြဲသွားတယ်ပေါ့နော်ပြက်ပြဲသွားတဲ့ခါကျတော့ဒါပေမဲ့လက်ရှိ အာအဲ့ဒါပြက်ပြက်သွားတဲ့ခါတော့ဥမာကျွန်တော်တို့ကလူထုထောက်ခံတဲ့အခြေအနေဥစ္စာပေါ့ကျွန်တော်ကိုယ်စရည်နေဆုံးရှုံးရတာမှာစိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အနေထားရတော့ခေါင်းဆောင်တွေရဲ့ဟိုဥစ္စာခြားတဲ့မူအတိုင်းပေါ့နော်ကျွန်တော်တို့ဒေတာမှာဒီဥစ္စာလူထုဒုက္ခရောက်စေမဲ့ဥစ္စာနီလာနေဥစ္စာမလုပ်ဘူးအဲလက်နဲ့လက်ဖြည့်ရှင်းနေနေလည်းမလုပ်ဘူးဟောဥစ္စာပေါ့တန်းနေတော့ငင်းငင်းချမ်းတဲ့နီးတွေသွားစင်နီလာငွေရွေးချယ်ခဲ့တယ်ပေါ့နော်အဓိကတော့ကိုချိနေတဲ့ကိုရဲ့နေမီဒေတာကိုတင်ငင်ဖုံငင်းချမ်းရှိဖို့အဲ့ဒီလမ်းကိုရွေးခဲ့တော့ဒါကြောင့်ဒီ နောက်ဆုံးကျွန်တော်တို့ဒီဒီတော်လိုင်းရင်းလုပ်တဲ့ခါဟိုအဖွဲ့ထိနေတာကျွန်တော်တို့ရဲ့ဟိုတက်ပေါ့ဒါမပူပေါင်းခဲ့ပေါ့ပေါ့အဓိကတော့ကိုယ်နေမြေကိုတည်ငင်ဖို့အတွက်ကိုဟိုထိန်းချုပ်ပြီးတော့မှအာလက်ရှိအာဒီအုတ်ချွေရန်လည်းဟိုထိန်းချုပ်နေတဲ့တည်းဆိုရမယ်လက်တွေဆက်လက်ပြီးလက်တွေပြန်ဆောင်ရွက်တဲ့နေသားမှရှိတယ်ပေါ့နော်ထောင်း963ဒီ ဥက္ကဋ္ဌဤဥအောင်ကန်းတီနဲ့ဒီနဝတနာဖအစိုးရတို့ကြားမှာငញ្ញန်ရေးအပြစ်ခတ်ရစဲရေးယူပြီးငញ្ញန်ရခဲ့တယ်ဗောနော်ပီအန်အိုအနေနဲ့လည်းဒီနဝတနာဖအစိုးရအပါအဝင်ဒီနောက်ထပ်တက်လာတဲ့ဒီစစ်တက်အစိုးရတွေစစ်တက်ကောဗောနော်ဟို ထိုင်မာတဲ့ဆက်ဆံရေးတွေတိဆောက်နိုင်ခဲ့တာကိုတွေ့ရပါတော့အဲ့လိုပဲဟိုမြန်မာနိုင်ငံထဲမှာလည်းဒီငိုင်းငိုင်းလူပြီးနောက်မှာ PNO အနေနဲ့စီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်ကိုင်နိုင်ခဲ့တယ်ဖားကန်ရတနာနယ်မြေ၃ခုလုံးမှာလည်းစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ခဲ့တယ်ဒီဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်အာဏာမသိမ်းရင်စစ်တပ်လက်ထက်မှာလည်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဒီဥက္ကဋ္ဌကြီးဦးအောင်ကန်းချီကိုရင်းရင်းနှီးနှီးလာရောက်တွေ့ဆုံတာမျိုးတွေကိုမကြာခဏတွေ့ရတယ်ပေါ့နော် အခုအာနာသိမိနောက်ပိုင်းမှာလည်းပီယန်နိုနဲ့စစ်တပ်ကြားကဆက်ဆံရေးအခြေအနေတွေကကောင်းမွန်နေလေဖြစ်တယ်ဘုန်းတော်အဲ့တော့ဒါပေမဲ့တခုကျွန်တော်တို့သတင်းစာကျွန်တော်တို့မြင်မိတာကတော့ NLD အစိုးရလက်ထက်မှာတော့ PNO နဲ့ NLD ကြားတဲ့ကဆက်ဆံရေးကအနည်းငယ်အေးစက်ခဲ့တယ်လို့မြင်ထင်မြမြင်မြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မေးချင်တာကဒီလိုမျိုးအဆက်ဆက်သောစစ်အစိုးရတွေစစ်တပ်တွေနဲ့ PNO နဲ့ကြားထဲမှာ ဒီလိုမျိုးခိုင်မာရင်းနှီးတဲ့ချစ်ကြည်ရေးကိုတည်ဆောက်နိုင်ခဲ့ခြင်းရဲ့အတိတ်အကြောင်းအရာကဘာဖြစ်မယ်လို့ပြောလို့ရမလဲခင်ဗျာကျွန်တော်တို့ဒီခေါင်းဆောင်တွေရဲ့အတွေ့အကြုံအရပေါ့နော်သူတို့ပြောပြချက်ရလက်တွေ့အနေအပြင်ရပေါ့ဒီ67ငင်းချမ်းရေးယူတဲ့အချိန်မှာတော့ဥစ္စာပေါ့နော်အော်ဒီဘချုပ်ခင်ညွတ်နဲ့ဒီဘချုပ်မီတန်းချွေနဲ့ဒီ အာကျွန်တော်တို့ခေါင်းဆောင်ဝန်ခံနေသဘောတူညီခဲ့တဲ့အရာရှိရပေါ့နော်ကျွန်တော်တို့လောဆယ်သဘောတူခဲ့တဲ့အရာဆိုတာပေါ့ကျွန်တော်တို့ဒီစာချုပ်စာတမ်းလေးလုပ်ခဲ့တယ်နှုတ်နဲ့အားဖြစ်ပဲသဘောတူခဲ့တယ်ဟောစာ gentleman agreement သဘောမျိုးပေါ့ဒါပဲသဘောတူတယ်ဒီလိုပဲအဓိကပြောမယ်ဆိုရင်အဲ့တော့ကဘာဖြစ်လဲဆိုတော့ဒီအာပိုးနေရပါလဲဆိုတော့ကျွန်တော်ငင်းချမ်းရေး၃ချိန်ယူခဲ့တယ်1950မှာတစ်ချိန်ယူခဲ့တယ် ဒါပေမဲ့ခေါင်းဆောင်တွေကိုဒီဟောတာပေါ့အဲ့တော့တော့ကျွန်တော်တို့ချမ်းပြည်မှာတော့ဒီအာချမ်းပြည်ဟောတာဆိုဝါဆိုရပါတော့ဖမ်းပြီးတော့မှထောင်ထဲချတဲ့ခါဟောတာပေါ့ခေါင်းဆောင်တွေပြန်လုတယ်တော်လိုင်းရေးပြန်လုတယ်1958မှာဘိုးသမျိုးသားအလုံးတွေနဲ့ဟောတာပေါ့နော်ဒီဟောတာတော်လိုင်းအင်းပြောမယ်ဆိုအဲ့တော့အင်းအားပိုကြီးလာတယ်ပေါ့ဆိုတော့အစိုးရနဲ့ပြန်ကြီးတဲ့ခါကျွန်တော်ငင်းချင်း1958မှာဟောတာပေါ့အာဒုတိယကြိမ်ငင်းချင်းယူတယ်အဲ့ဒါလူထုတိန်းနဲ့ချီပြီးတက်တယ်ဒါမှတ်သားမရမှာအကုန်လုံးရှိတယ်ပေါ့နော်တောင်ကြီးမြို့ကလုတ်ခဲ့တယ်အာလုတ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါနောက်ပိုင်း ်ဟောဒါဟောငင်းချမ်းရေးယူပြီးတိတ်မကြောက်အောင်ဒီ60နှစ်တော်လာရေးကောင်စီအာဏာသိမ်းတဲ့ခါမှာကျွန်တော်တို့ခေါင်းဆောင်အူလာဖေပေါ်တော့ဒါအစွေးပြန်ဖမ်းတယ်ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ဖက်ဒရယ်ကိစ္စကိုဥဆောင်နေဆိုမှပြန်ဖမ်းတဲ့ခါကျွန်တော်တို့ဒီဟောစာပေါ်တော့ခေါင်းဆောင်နေဥစားဖမ်းတယ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကြိမ်သလုံးငင်းချမ်းရေးယူတာကျွန်တော်လည်းနဲ့အပ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒေတာကိုဥစားပေါ်လုံခြုံဖို့တက်တယ်နိုင်ငံတော်နဲ့တာဝန်ယူပေးမယ်ဆိုတဲ့ဘောသူမှလုတ်ခဲ့တယ်။ဒါပေမဲ့တကယ်ကြီးလက်တွေ့မှာဥစားပေါ်ခေါင်းဆောင်တွေပြန်ဖမ်းတဲ့အခါယုံကြည်မှုမရှိတော့ဘူးပေါ့။ဒီ 963ငင်းချင်းယူတဲ့ခါမှာကျတော့ဒီလက်နဲ့ကိစ္စစကားပြောတဲ့ခါကျတော့ကျွန်တော်လက်နဲ့အမစအဆရာမလို့ဘူးဒါဘုချုခင်ညကိုတိုင်းကဘာပြောလဲဆိုတော့အာဥအောင်ခန့်တီတို့ဒီလက်နဲ့ကိုကင်ထားပါကျွန်တော်တို့နဲ့ယုံယုံယုံကြည်ပေါင်းပါကိုလက်နဲ့ကိုခန့်မနေ့ဖန်ကျွန်တော်တို့မယုံလက်သွဲလို့မယ်မနေ့ဖန်တော့ခိုးပါရပါလေဆိုတော့အဲ့ဒီအဲ့ဒီစကားကိုအဲ့လောက်ထိပြောခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တာဒီခေါင်းဆောင်နေရဲ့ဥစ္စာပေါ့ယုံကြည်မှုဒီဆောင်မှုအားကောင်းခဲ့လို့ဒီနေ့ဒီချိန်ဒီလိုဖြစ်ခဲ့တော့ဒါတော့ကျွန်တော်ယုံတယ်ပေါ့နော် ဲ့လိုဆိုလို့ရှိရင်တစ်ဖက်ကပြန်ပြီးတော့ဟိုဒိဗက်ကောက်လို့ရှိရင် PNU ကဆက်ဆံခဲ့ရတဲ့အစင်ဆက်တက်မတော်ကစစ်တပ်ကယုံကြည်လို့ရတယ်လို့ပြောလို့ရပြောချင်တာလားခင်ဗျာဒါအဆိုကျွန်တော်နိုင်ငံရေးဟိုစပေါ်တော့ဒီတိုင်းရင်းသားနဲ့ပတ်သက်တဲ့ခံစားချက်နေရှိတယ်ပြောမယ်ဆိုတော့ဒီဥစ္စာပေါ်တော့ဥမာဒီကျွန်တော်ကောင်းဆောင်နေပါလဲဆိုတော့ဒီမာတာသားလူမျိုးပေါ်တော့တိုင်းရင်းသားပေါ်အောင်အားလုံးလက်သွဲခဲ့တယ်ဆိုတာနိုင်ငံရေးဆိုတာပါလဲဆိုတော့အာအမ် အခြေအနေအကြောင်းအရာအများအားပြောင်းလဲနိုင်ပေါ့ဒီနေ့သဘောတူကြမယ်နဲ့လည်းပြတ်ပြေနိုင်ပေါ့နော်ဒါပေမဲ့အားလုံးနိုင်ငံကြီးကိစ္စဆိုတော့ကျွန်တော်ကအလုံးစုံဟိုကျွန်တော်ယုံကြည်တော့ဗာလဲဆိုအလုံးစုံဥစ္စာကျွန်တော်တို့ကယုံကြည်လို့မရဘူးပြောင်းလဲနိုင်ရင်ခေါင်းဆောင်ပေါ့ခေါင်းဆောင်ပြောင်းနိုင်လဲဒီနိုင်ငံကြီးကပြောင်းလဲနိုင်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ပြင်ကိုခေါင်းဆောင်ကကျွန်တော်ချလာတဲ့မူအတိုင်းပေါ့နော်ဒီအော်ဘယ်အစိုးရဖြစ်တိုင်းပြည်အာဏာကိုထိန်းချုပ်တဲ့အစိုးရနဲ့ကျွန်တော်လက်သွဲပူးပေါင်းတဲ့အဲ့မူရှိနေတဲ့အဲ့ဒီအစိုးရကကျွန်တော်တို့နဲ့လူမျိုးကျွန်တော်တို့ဒေသကျွန်တော်တို့နဲ့ အပတ်သက်တဲ့အဖွဲ့အစည်းအားလုံးဥစ္စာပေါ့နော်ပြဿနာမှာရှိဘူးဥစ္စာဥစ္စာပေါ့ပူပေါင်းဆောင်ရွက်တယ်အာလက်တွေ့မှာလည်းဥစ္စာကူညီနေတယ်ဆိုတော့ဒါတော့ကျွန်တော်လက်သွဲမှာပေါ့ဒါမဲ့ဒီခေါင်းဆိုင်အောင်ပြောင်းလဲဖြစ်တဲ့ဒါကိုအဲ့ဒါကိုစမ်းကျင်ပြီးတော့မှဥစ္စာကျွန်တော်လူမျိုးကျွန်တော်ဒေတာကိုထိခိုက်တဲ့အရာဖြစ်တော့ကျွန်တော်မူကားလဲဒါပြောင်းလဲနိုင်တယ်ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေါ့ဒါကျွန်တော်လက်ရှိမြေပြင်မှာဖြစ်ပေါ်တဲ့အနေထားပုံမူတာဒါကျွန်တော်ကနိုင်ငံရေးကတော့အပြောင်းအရွေးပြောင်းတော့ဖြစ်နိုင်တယ်ပေါ့နော် NLD အစိုးရလက်ထက်တုန်းကရော PNO နဲ့ NLD ကြားထဲကဆက်ဆံရေးကဘယ်လိုမျိုးတွေရှိခဲ့လဲခင်ဗျာအပြောမယ်ဆိုဘိုးမျိုးသားပြန်အိုဆိုတာဒီကျွန်တော်ဥသမာ2010ရွေးကောက်ပွဲကာလအတပြောမယ်ဆိုတော့ဥသမာ USCP ရဲ့မဟာမိတ်လို့လည်းပြောကြတာပေါ့နော်ကျွန်တော်ဥသမာပေါ့အာပြောတယ်ဒါပေမဲ့ကျွန်တော်ကဗာလဲဆိုတော့ဟိုမူကဗာလဲဆိုတော့မဟာမိတ်ဆိုဆိုပေမဲ့မမဥသမာပေါ့ပူပေါင်းဆောင်ရွက်တယ်ပေါ့တီးတန်းအဲ့မဟာမိတ်စာချုပ်စာတမ်းသဘောတူလာတာဘာမှရှိခဲ့ဘူးအဓိကတော့ဒီကျွန်တော်လွတ်တော်ထဲရောက်နေလွတ်တော်ကိုဆိုလဲနေဗာလဲဆိုတော့ ဘယ်နိုင်ငံရေးပါတီနဲ့မဆိုပါဘူးဒီတိုင်းပြည်အတွက်လူထုအတွက်အကျိုးရှိရင်ဟုတ်တာပေါ့နော်ကျွန်တော်ဟုတ်တာပူးပေါင်းဆောင်ရွက်တယ်တိုင်းပြည်အတွက်လူထုအတွက်အကျိုးမရှိဘူးဆိုတော့ကျွန်တော်ကဟုတ်တာမပါဝင်ဘူးပေါ့အဲ့ဒီမူပဲချထားခဲ့တယ်ပေါ့ဒါ2020ရွေးကောက်ပွဲကာလဥစ္စာပေါ့ဒီလွတ်တော်ကာလမှာလည်းဒီလိုပဲသွားခဲ့တယ်ပေါ့2015မှာလည်း2015ကျသွားတဲ့ခါကျတော့တစ်ဖက်ကတော့ဒီဖက်ပြည်သူလူထုအများစုမီဒီယာမှာလည်းအများစုကဗာလဲဆိုတော့ပြင်းဦးဆိုတာဒီစံခံရေးနဲ့ပတ်သက်ပြီးတော့မှဥစ္စာပေါ့မဟာမိတ်နဲ့ပဲယူဆခဲ့တာ တကယ်တော့ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်တာပဲဒီလိုတကယ်မဟာမိတ်ဥစ္စာမရှိခဲ့ပေါ့နောက်ဆရာတို့ဥစ္စာပေါ့အာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ဥစ္စာမှတ်သားနဲ့ပြန်ကြည့်သိလိမ့်မယ်ကျွန်တော်ဒီ2015ကနေ2020ကြားမှာသွားလိုက်ကျွန်တော်ပြင်ကဘယ်အဖွဲ့မှမရှိဘူးဥစ္စာပေါ့အာညီတော်တိုင်းသားမဖက်ဒရေးရှင်းမှာလည်းကျွန်တော်မပါခဲ့ဘူးအာ ND ဥဆောင်တဲ့ဒီနိုင်ငံရေးပါတီစုဖွဲ့မပါဘူးအာကျန်းခံရေးဥဆောင်တဲ့ဖွဲ့ကျွန်တော်ကြားမှာပဲနေခဲ့တယ်တောက်ချပေါ့ နောက်ဆုံးကျွန်တော်တို့ဒီပြည်ထောင်စုငင်းချိုင်းကိစ္စဖိတ်တဲ့ခါမှာကျွန်တော်တို့တီးတန်းနေတဲ့ဩသာပေါ့ဩကြားခံသူတို့တစ်ဖွဲ့မွေးတစ်ဖွဲ့ဖိတ်ရတာပေါ့နော်တီးတန်းအဖွဲ့နဲ့ကိုယ်စားလှယ်ကျွန်တော်မပါခဲ့ဘူးကျွန်တော်ကြားမှာမဲတောက်ချောင်းနေခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ2020အာဒီ ND အစိုး2015ပေါ့ ND အစိုးရတက်လာခါကျွန်တော်ခေါင်းဆောင်ကလည်းဒီဟောတောင်းဆန်းစုကြည်နဲ့တွေ့ခဲ့တယ်ပေါ့တည်းဘာဖြစ်ဖြစ်ဒီခေါင်းဆောင်ကျွန်တော်လေးလေးစားနဲ့တွေ့တယ်ဘာဖြစ်ကျွန်တော်ဒီတိုင်းပြည်အတွက်ကျွန်တော်တိုင်းတိုင်းနဲ့ပတ်သက်အားလုံးဟောတာညီညီတိုင်းနဲ့လှုပ်ဆောင်ဖို့ဆိုဆိုတော့အဆက်ပေါ့နော် ဆိုတဲ့ခါတော့အဲ့တော့ကလည်းဒီကျွန်တော်ကောင်းဆောင်တဲ့ဥစ္စာပြောကြားချက်ရပါတော့ဒီဒေါက်တာစီကိုတိုင်ပါလဲဆိုတော့ဒီမိုကရေစီဆိုတာအများဆန္ဒပဲဆိုတာညီနိုင်ဆရာမလို့ပေါ့နော်ညီနိုင်ဆရာမလို့ဘူးအများဆန္ဒအများဆုံးဖြတ်တဲ့အတိုင်းအားလုံးကိုဆိုတာကျမတို့သွားမှာပေါ့ဆိုတဲ့ခါကျတော့သူတို့ကကျွန်တော်တို့ကအဲ့ဒီခြောက်တော့ကျွန်တော်ကောင်းမှာပါခံစားရတယ်။အော်ဒီအဆွေကဟောတာဆက်သွားတဲ့ခါမှာကျွန်တော်တိုင်းသားကိစ္စနေရ အဆင်မပြေနိုင်တော့ဘူးဆိုတော့လွတ်တော်ထဲမှာလည်းကျွန်တော်တို့လည်းတိတ်ဆွေးနွေးတာမရှိအဓိကကျွန်တော်တို့ကလွတ်တော်ထဲမှာဘာပဲလုပ်လဲဆိုတော့ဥပဒေပြုတ်နေတယ်မလုပ်တော့ဘူးဒီ data ဖုံးဖြိုးလုပ်ငန်းပဲရတယ်တော့ပဲကျွန်တော်တို့စူးစမ်းလုပ်ကြတယ်ဒါဒီမေဖုံးဖြိုးတဲ့ပေါ့နော်ဒါပဲလုံလုံဆောင်ခဲ့တယ်ပေါ့နော်ဒီနောက်တဖြစ်ကဒီ LND နဲ့ပတ်သက်တဲ့ထောက်ခံအားပေးတဲ့ဘီလူထုအများစုလည်းပြေပုံကိုအရန် ိုက်ခိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘာမလုပ်ဘူးဟောတက်ခိုင်ရေးနဲ့ပေါင်းတယ်စစ်သားနဲ့ပေါင်းတယ်အမျိုးမျိုးဝေဖန်ကြမှာကျွန်တော်တို့ဘာမှမတုံးဘူးတချို့မီဒီယာကတော့ဘယ်တော့ပြောလဲခင်ဗျားလာအားလုံးမှန်နေတာပဲတုံးပြန်မလားကျွန်တော်တို့ကိုမနဲ့ထင်တော့ကိုကိုကိုဟိုရှောက်ဆရာရှိတဲ့ကိုရှောက်လာမျိုးပေါ့နောက်ဆုံးပြောမယ်ဆိုတော့ဒီ2020ရွေးကောက်ပွဲလုပ်တဲ့ခါကျမှကျွန်တော်တို့အတိုက်ခံမျိုးမျိုးလုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟောစာပေါ့ချမ်းပြည်တောင်ပိုင်းမှာရှိတဲ့ပအိုးပြည်သူလူထုနေအောင်ဟောစာပေါ့နော်ဒေတာခံလို့ထုတ်တာဒီ PNO ကဘာတွေလုပ်လဲဆိုတာဟောစာပေါ့နော် အဲတည်တဲ့ခါကျတော့နောက်ဆုံးတကယ်တမ်းအာရွေးကောက်ပွဲဥစားပေါ့2020လုံတဲ့ခါမှာလည်းဒီ2020 2025 2020လည်းသူနည်းလည်းကောင်းပါတော့နောက်ဆုံးကတနိုင်ငံလုံးမှ LND ကအပြတ်တက်တဲ့အနိုင်ရတဲ့အချိန်မှာကျွန်တော်တွေတမ်းမှာ ND မဲပေါင်းကတောင်းကနာမရှိဘူးထောင်ကနာမရှိတယ်ဒါကဥစားပေါ့နော်ဒါဒါတက်တယ်ပေါ့ကသူကဒီကျွန်တော်နောက်မှာကျွန်တော်တွေတမ်းမှာရှိတဲ့လူထုဘယ်လောက်ထောက်ခံတာကျွန်တော်တက်တယ်ပြလို့ရတယ်ပေါ့နော်အဲ့လိုပဲနောက်ဆုံးနောက်ဆက်သွဲမှာပါလဲဆိုတော့ နောက်ပိုင်းမှာ2020ဥစားအစိုးရတစ်ပြန်ရွက်ကွက်ပွဲပြီးတဲ့ခါမှာဒီ LD နိုင်တဲ့ခါကျကျွန်တော်လည်းဥစားပေါ့အငိမ့်တိုင်းဆောင်ရွက်ဖို့ LD ကောင်းဆောင်နဲ့တွေ့တယ်ပြောမယ်ဆိုရင်ဥစားပေါ့ကျွန်တော်တို့ဥစားအာ LD ကောင်းဆောင်နဲ့ကျွန်တော်လည်းအများကြီးအဆင်ပြေခဲ့တာပေါ့နော်အခုနပြောပြောသလိုပေါ့ဒီကောင်းဆောင်အဆက်ဆက်ကဥမာကျွန်တော်ဒီအာကောင်းဆောင်ဥက္ကံတင်ရဲ့နေအိမ်ပေါ့နော်ဆိုတော့ဒီလိုတိုင်းရင်တတ်တာမတိုင်းရင်တိုင်းငယ်တယောက်ရဲ့ကောင်းဆောင်နေအိမ်မှာနိုင်ငံအကြီးကဲနေလာဖို့မလိုဘူးမမလွယ်ဘူးပေါ့နော် ်အမျိုးမျိုးထင်ကြတယ်နောက်ဆုံးခုနပြောသလိုဒီပြောမယ်ဆိုကျွန်တော်ဒေတာမှာဒီဓမ္မကြီးဦးသိန်းစိန်လည်းရောက်ခဲ့တယ်လွတ်တော်ဥက္ကဋ္ဌနဲ့လည်းရောက်ခဲ့တယ်နောက်ဆုံးသူများမျော်လင့်နေတဲ့ဥစ္စာမမျော်လင့်ထားတဲ့ဒီဒေါံဆန်းစုကြည်ကိုတိုင်ဒီဥက္ကဋ္ဌရဲ့နေအိမ်ဒီလာခဲ့တယ်ပေါ့ဗျာဒါကျွန်တော်ရဲ့ဥစ္စာပေါ့သူတို့ရက်တည်မှုဘယ်လောက်ရှိတယ်ဆိုခေါင်းဆောင်နဲ့သိတယ်ပေါ့နော်ဒေါက်တာဆူချီနဲ့ဦးအောင်ခန်းထီနဲ့တွေ့တဲ့ကိစ္စမှာဘာလို့ဘယ်လိုမျိုးတွေဆွေးနွေးကြပြီးတော့ဘယ်လိုရလဒ်မျိုးတွေထွက်ခဲ့တယ်လို့ရောအဲ့ဒါ ကျွန်တော်တို့ကိုပြောပြလို့ရတာရှိမလားအဓိကတော့ဒီအာကျွန်တော်တေချာဆွေးနွေးတာတော့မရှိဘူးအဓိကတော့ဒီဩစာစကားပြောတဲ့ခါဩစာပေါ့နော်ဒီဘီကျွန်တော်တို့ခေါင်းဆောင်ဥက္ကဋ္ဌကအများအပြောတယ်ဘယ်ဩစာခေါင်းဆောင်နာမည်တွေ့တွေ့ပေါ့နော်နံပါတ်1ဩစာဘီတော်ဆုအကျိုးပြီးတော့ပြည်နယ်အကျိုးဒေသအကျိုးပြီးတော့ကိုလူမျိုးအကျိုးပေါ့အဲ့ဒီမူပဲအာအဓိကထားပြီးပြောကြတာပေါ့နော်